ဘာပေါ်ရှိအလားပါဆုံးရေပဝဲ6မျိုးအခုဖော်ပြတင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ကဘာပေါ်ရှိရေပဝဲမျိုးစိတ်ပေါင်းများစွာတဲ့ကမှအလားပါဆုံးရေပဝဲမျိုးစိတ်6မျိုးအကြောင်းကိုဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရေပဝဲတွေဟာသမုဒ္ဒရာထဲမှာရှိတဲ့အံ့ဩဖွယ်ရအကောင်းဆုံးတတဝါတွေကတစ်မျိုးဖြစ်ပြီးသူတို့ရဲ့ထူးခြားတဲ့စွမ်းရည်တွေနဲ့အသွင်ပြင်းတွေကြောင့်လူအများကပုံမှန်စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။ကဘာပေါ်မှာအထင်ရှားဆုံးနဲ့အလားပါဆုံးရေပဝဲမျိုးစိတ်များကတော့ နံပါတ်1ခူကူနဲ့အော်တိုပတ်လို့ခေါ်တဲ့အုံးကုန်ရေပွဲဒီရေပွဲတွေဟာအလွန်ညံကောင်းပြီးတီထွင်ဖန်တီးနိုင်စွမ်းရှိတာကြောင့်လူတည်များပါတယ်ခခုနဲ့ Autopass တွေဟာသဲဆန်နဲ့ Pacific သမုဒ္ဒရာရဲ့သဲဆန်နဲ့ရေအောက်ကျန်းပြင်တွေမှာနေထိုင်လေးရှိပြီးအုံခွန်များဒါမှမဟုတ်ခရုခွန်များကိုတည်ဆောင်နိုင်ပြီးအိမ်များ အဖြစ်အသုံးပြုလေးရှိကြပါတယ်။နံပါတ်2 Giant Pacific Autopass လို့ခေါ်တဲ့ Pacific ပင်လယ်ကောင်ရေပဝဲ Giant Pacific Autopass တွေဟာရေပဝဲမျိုးစိတ်အလုံးထဲမှာအကြီးဆုံးဖြစ်ပြီး Pacific သမုဒ္ဒရာတစ်လျှောက်ရေတိမ်ပိုင်းမှရေနက်ပိုင်းအထိနေရာတစ်လျှောက်မှာနေထိုင်ကြပါတယ်။နံပါတ်3ဒမ်ဘိုအော်တိုပတ်လို့ခေါ်တဲ့ဒမ်ဘိုရေပဝဲ တန်ဖိုအော်တိုဘတ်တွေကတော့ရင်းနှက်ပိုင်းမှာနေထိုင်တဲ့ချစ်စရာအကောင်းဆုံးနဲ့ထူးခြားသောတတ္တဝါတွေတွေကတစ်မျိုးဖြစ်ပါတယ်။သူတို့ရဲ့ကောင်းပေါ်မှာရှိတဲ့နရွက်နဲ့တူတဲ့အတာမန်နှစ်ခုကြောင့်ဒစ္စနီရဲ့တန်ဖိုဟာသရုပ်ရှင်ကနေနာမည်ရခဲ့တာဖြစ်ပါတယ်။ဒီအတာမန်တွေဟာရေထဲမှာချုံးမွေ့စွာရွေးရှားမှုအတွက်လည်းကူညီပေးတာပဲဖြစ်ပါတယ်။နံပါတ်၄ Blue Ring Octopus လို့ခေါ်တဲ့အပြာကွင်းရေပဝဲ ဒီရေပွဲတွေဟာအရွယ်အစားအားဖြင့်သေးငယ်တော့လေအလွန်ဆွဲဆောင်မှုရှိတဲ့ရေပွဲမျိုးစိတ်ဖြစ်ပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာတောက်ပါတဲ့အပြာရောင်ခွင်းတွေပါရှိပြီးကြောက်ရွံ့ခြင်းဒါမှမဟုတ်ချင်းချောက်ခံရပါကပုံမတောက်ပလာတတ်ပါတယ်။ဒီတောက်ပမှုကတော့သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာအန္တရာယ်ရှိတဲ့အစိတ်ပြင်းတွေပါရှိကြောင်းသတိပေးချက်တစ်ခုအနေနဲ့လဲဖော်ပြတာဖြစ်ပါတယ်။ နံပါတ်9 Atlantic Pygmy Octopus လို့ခေါ်တဲ့ Atlantic ရေပဝဲအပူဒီရေပွဲတွေကတော့ရေပွဲမျိုးစိတ်တွေထဲမှာအသေးငယ်ဆုံးတစ်မျိုးဖြစ်ပြီးအရှိအအဖြစ်အနည်းငယ်များသာရှိပါတယ်။သူတို့ဟာလျင်မြန်ပြီးတော့လိမ္မာပါနဲ့ကြသလိုသူတို့ဘဝလုံခြုံစွာနေထိုင်ဖို့အတွက်လည်းခရုခွန်နေထဲမှာပုံအောင်နေတာဒါမှမဟုတ်တဲတွေထဲမှာမြုပ်နှံနေထိုင်တတ်ကြတာလည်းဖြစ်ပါတယ်။ မတ်6 Mimic Octopus လို့ခေါ်တဲ့အတူယူရေပဝဲဒီရေပွဲမျိုးစိတ်ကတော့ပင်လယ်ထဲမှာရှိတဲ့အလိမ္မာဆုံးနဲ့အလိုက်ဖက်ဆုံးရေပွဲတွေကတစ်မျိုးဖြစ်ပါတယ်။သူတို့ဟာ lion fish, sea snakes, jellyfish အစားရှိတဲ့တခြားပင်လယ်သတ္တဝါတွေရဲ့ပုံသဏ္ဍာန်နဲ့လှုပ်ရှားမှုတွေကိုအတူယူနိုင်စွမ်းရှိပါတယ်။အဲဒီလိုအတူယူနိုင်ခြင်းဟာတာယာဒရိတ်ဆန်တွေထံကနေလွတ်မြောက်ဖို့ဒါမှမဟုတ်တာယာဒရိတ်ဆန်တွေကိုလှည့်စားဖို့အတွက်အသုံးဝင်တာလည်းဖြစ်ပါတယ်။ ရှိပဝဲတွေဟောင်းသူတို့ရဲ့အတိညာလာရောညီထွေမှုနဲ့ထူးခြားသောအသွင်ပြင်တွေကြောင့်သမုဒ္ဒရာကိဟာစနစ်မှာအလွန်စိတ်ဝင်စားစရာကောင်းတဲ့အခန်းကဏ္ဍကနေပါဝင်လျက်ရှိတာပဲဖြစ်ပါတယ်။